မင်္ဂလာပါကိုကဒီတဝဲမိုင်းပန်းလေးကိုထိုးပြပေးမယ်နော်ဒီပန်းလေးကိုထိုးဖို့အတွက်အဲအယောင်သက်ချီပန်းရောင်ချီလေးတွေသုံးထားပါတယ်ဒီမှာဒါလေးဒါလေးလည်းသုံးတယ်ပြီးတော့ဒီမှာဒီအယောင်လေးလည်းသုံးတယ်ဒီနှစ်ယောင်ကတိပြီးတော့မကောက်ဘူးဒါပေမဲ့ဒါလေးကအဖြူများတယ်ဒါလေးကကျတော့အဖြူမပောင်းပြီးတော့ဒီမှာဒီဒီအယောင်လေးကိုလည်းသုံးတယ်ဒါကျတော့အဖြူများတယ်ပန်းရောင်အမျိုးလေးပြတ်ကုန်သွားတယ်အဲ့ဒီအယောင်သက်ချီလေးကိုသုံးထားတယ်အယောင်သက်ချီမရှိဘူးဆိုလို့ရှိရင်ကိုကဒီမှာဒီလိုနည်းနည်းအယောင်ရင်းလာလေးရေနုလာလေးလေးအလိုမျိုးလေးတွဲပြီးတော့သုံးလို့ရတယ်နော် အရင်ဆုံးထုတ်ပြပေးမှာကအဖူလေးကိုထုတ်ပြပေးမယ်အဖူထုတ်ဖို့အတွက်ခြေထုံမယ်ပြီးတော့ဒီမှာအရာလေးနေရာပေးမယ်ပြီးတော့နောက်ထပ်အချောင်းနဲ့ဒီလိုလေးဆက်မယ်ပြီးတော့ဒီမှာဒီလိုလေးထုတ်ပြမယ် ထိုးပြီငါကထိုးပြီဆိုလို့ရှိရင်ရှုပ်ပြီးတော့တချို့လက်ကိုထိုးပြီးမယ်မတူလေးရနော်အဲ့တော့မှခြေလေးပြင်ပြီးတော့လူလေးဆွဲမယ်သူကကျတော့အဖူကကျတော့ငုံငုံလေးဖြစ်တဲ့အတွက်ပြည်ပြန်လေးဖြစ်နေတယ်မလို့ဒီတိုင်းပဲလုံးပြီးတော့ဆွဲလိုက်ရတယ်ဒီမှာဒီလိုနေထားလိုက်ရတယ်အဲ့တော့မှသူအခိုင်းလာတာကဒီပုံစံလေးဖြစ်တဲ့အတွက်နည်းနည်းလေးကွေးပြီးတော့ချက်ပြီးဒီလိုကွေးလေးဖြစ်အောင်ဖိုးဆိုင်ပြီးမယ်ကျတော့ရှင် ကိုလေးရပါရင်တော့ဒါဆိုလို့ရှင်ဒါဖို့ပြီးသွားပြီပေါ့နော်အဲ့မှာရိုးရံလေးပြန်ပြပြမယ်ခြေတင်းရင်တော့ဒီမှာနေတဲ့ခြေသေးကိုထိုးပြီးတော့နှစ်ခါလောက်ရင်ရင်ရတယ်ဒါဖို့လေးနေပြီးသွားပြီဆိုလို့ရှင်သူရိုးတန်လေးကိုလိုက်ဖို့အတွက်ဒါအစိမ့်လူလေးကိုတုံးထားတယ် thu ye lê nắp hô chi yu vi đó chạy thu mẹ Cái đó dù đang nghĩ thôi là နှစ်ဖက်တစ်ခုထုတ်ပြမယ်ဒီဖူးရဲ့ထဲအပေါ်မှာရှိနေတဲ့နေထိုင်နေထိုးရမယ်အဲကြောင့်မို့ရိုးရံကိုတွားရခါမှာဒီဖူးရဲ့အောက်ထဲကနေတွားပြမယ် မနော်ဒီလိုလေးရပါတယ်ဒီဖို့ကျတော့တိတ်ပြီးတော့မနေရဘူးဒီနာဒါလေးဆိုလို့ရှိရင်ဖို့လေးနဲ့တူတယ်ဖို့ထိုးတဲ့ခါမှာအယောင်လို့တာလေးနဲ့ရွေးပြီးတော့ထိုးပေးပါနော်သူကတကယ်ပန်းမွင့်အယောင်ကကျတော့ဒီလိုပန်းအယောင်အနုအရင်အစက်ကလေးတွေဖြစ်ပြီးတော့ဖို့အယောင်ကကျတော့ပန်းနူအယောင်ဖြူအယောင်ပြီးတော့အစင်းနူအယောင်အလိုလေးတွေရှိတယ်ဖူလေးပြီးသွားပြီဆိုလို့ရှင်အပွင့်လေးထုတ်ပြပေးမယ်အပွင့်ထိုးတဲ့ခါမှာ အဖွင့်ကကျတော့ဒီထက်မှဆိုနှမျိုးသုံးထားတယ်ဒီမှာဆိုလို့ရှိရင်ဒါနှုတ်ကြောပတ်ကနေမြင်ရတဲ့အပွင့်လေးပေါ့နော်ဒါဆိုလို့ရှိရင်ယူရံလေးကဒီနှုတ်ကြောမှာပေါ်နေရမယ်ဒါကြတော့ရှေ့ချမ်းနေမြင်ရတဲ့အပွင့်လေးအဲဆိုလို့ရှိရင်ဒီမှာယူရံကအောက်ထည့်ကိုရောက်နေရမယ်အဲ့လိုလေးနှစ်ခုပဲပွားသွားတယ်ပြီးတော့ပုံထပ်ကလေးတွေဒါလေးတွေကိုလုံးဝကပ်ပေးလိုက်တယ်ဒါကိုကျတော့အကျော်လေးတိုင်းထားပြလိုက်တယ်အဲ့ဒါပဲပွားသွားတာဆိုရင်ဖူးလေးပြီးပြီနော် အပွင့်လေးအခုကအပွင့်လေးထုတ်ပြပေးမယ်နော်အပွင့်ထိုးမယ်ဆိုလို့ရှိရင်ဆုံးဒီလိုရိုးရံလေးကိုရင်ဆုံးထိုးရမယ်ရိုးရံကကြတော့ဒီအခုထိုးတဲ့ရိုးရံနဲ့တူတူပဲပြီးတော့ဒီထိပ်မှာဝိုင်းလေးသေးသေးဝိုင်းပြီးတော့အဲ့ထိပ်မှာဖြည့်ထားမယ်ဒီလိုအချက်ကလေးတွေဖြည့်ထားမယ်ပြီးတော့ဖုန်းဖက်ကငါးခုဖြစ်တဲ့အတွက်ချီရလေးတွေငါးခုပေးမယ်ဒီနဲ့ကော လေးဟာဒီလိုငါခုပြပြီဆိုလို့ရှိရင်တော့မှခြေပြရမယ်ရင်ဆုံးနန်းထိုးလို့ရရတယ်ဒါပေမဲ့လို့ခြေနည်းနည်းကြွလာမှာဆိုလို့အဲ့မှာဒီလိုခြေမယ်ပြီးမှအမှုလေးတွေဆက်ထိုးမယ်ဘုံဖက်ကလေးတွေထိုးမယ်ဘုံဖက်ထိုးတာကတော့ခြေဒီပန်းထိုးတဲ့နည်းနဲ့တူတယ်ဒါပေမဲ့လို့ခြေဒီပန်းကကျွန်တော်ဘုံဖက်ကလေးနည်းနည်းကြည့်တဲ့အတွက်ရှိတဲ့အရေးအတွက်ကများတယ်ခုကကြတော့နည်းနည်းပဲရေလို့ရတယ်တဲ့ နဲ့တို့လေးဟာရှာနေရှေ့ရှေ့ထပ်ပြီးသွားပြီဆိုရင်ဒီချီကိုဖြုတ်မယ်ပြီးတော့ဒီအထက်ကိုဖိုးလိုက်မယ် အဲ့လိုမဟုတ်ပဲနဲ့ဒီမှာဟိုအဲ့နဲ့အတိုင်းအခုချင်းပြန်ကွင်လေးရတယ်ဒါကိုဒီတိုင်းတစ်ခါလေးဆက်ပြီးတော့ online လေးရတယ်ဒီအထက်ကိုထိုးပြီးတော့ဒီလိုလေးဆွဲပြမယ်ဒါဆိုရင်ဒီမှာငဖက်ကလေးဒီလိုလေးရသွားပြီပြီးတော့ခြေသိမ့်ရင်ကျတော့ဘယ်လိုသိမ့်မလဲဆိုတော့ ဒီနောက်မှာဒီလိုလေးတစ်ပြေးလေးနှစ်ချောင်းသာလောက်ပဲလေးချီနှစ်ချောင်းလောက်ပဲလေးကောပြီးတော့ပါပါလေးရင်သွားမယ်ပြီးတော့ဒီအောက်ထဲကိုအကူထိုးလိုက်မယ်ဒီလိုလေးရအောင်နော်ပြီးရင်နောက်မှာချီမယ်ဒီနေ့ပုံဖက်တွေကိုလည်းအဲ့လိုလေးပဲထိုးပေးရမယ်။ပုံဖက်ငါးခုတရားထိုးမယ်။ nghĩa tổ thị mà chéo con này con là khá xịt khá nhẹ nhẹ thôi nó không phải cả chú chú này bố bí đó lại đi ai cũng chụp im ha rồi trong những tiếng gọi là dài nó nè không lý

ိုင်နေတယ်မယ်ထုံးမယ်။တရားနော်ဆုံးပုံဖက်တယ်ပဲနော်။သုံးတဲ့ချီအမျိုးသားပေါ်မှာမူတည်ပြီးတော့ဟောကမ်းမွန်လေးတွေကတော့နည်းနည်းဟွာသွားမယ်။ဒီချီရတဲ့တော့နည်းနည်းလေးတောင်းတဲ့အတွက်တောင်းတန်ရုံဟိုချီကွဲသွားတာမျိုးတွေမဖြစ်ဘူး။ကျွန်တော်ချီချီပြောမယ်ဆိုလို့ရှင်ကြတော့ ทุกคนเคยเรียนในนี้กูเลยแม่ว่าติลุลี่ยาบ้าบีให้เรามาจีเอาปลาปมแผลเลยดีที่นักคู่สูรุษีติลุลี่ยาติลุลี่ยาติลุลี่ยา ဟိုနောက်ကိုတွဲပြီးတော့မချီပဲနဲ့ဒီလိုတခါလေးပြစ်ဆက်မှာတက်လိုက်မယ်ဒီမှာနောက်မှာချီမယ်ကျွန်တော်ဝယ်မယ်မယ်ရပါပြီနော် ရောက်ကြတော့ပုံမှန်ထိုးနေကြအနီးတိုင်းပဲထိုးထားတယ်။အဲ့မှာအာနည်းနည်းထိုးချတာလေးကဒီဟိုဘက်ကိုလှည့်နေတဲ့ပုံဖက်ကလေးအဲ့ဒါကြတော့ဒီလိုအကြွမထားတော့ဘူးအကြွမထားပဲနဲ့အားလုံးကိုဒီလိုဒီနည်းနဲ့အတိုင်းပဲထိုးလိုက်တယ်။ငါခုလုံးကိုဒီလိုလေးပဲအောက်မှာတွဲလိုက်တယ်။ပြီးကြတော့ဒီအယိုးလေးပေါ်အောင်ဒီနောက်ချက်ကနေထိုးလိုက်တယ်။ကျန်တဲ့ဟာလေးကကြတော့အယိုးကဒီပုံဖက်ရဲ့အောက်မှာထိုးတယ်။ဒါကကြတော့ပုံဖက်ရဲ့ပုံမှာပေါ်အောင်ထိုးလိုက်တယ်။အဲ့ဒါလေးပဲကွာ။